ကျွန်တော်တင်တန်းကမင်းမီတို့ကိုအနီးထောက်လည်နဲ့ရှန်သားခဲ့မဲ့အတန်ဖုံကျွန်တော်တို့တင်တန်းတန်ဖိုးမင်းမီတို့မှာရလက်ကိုတေချာမဖန်တီးပြနေတဲ့တင်တန်းလေးရှိနေတယ်လို့တင်တန်းတန်ဖိုးနေနေလေးနဲ့ကောင်းမွန်စွာရလက်ထုတ်ပြပြနေတဲ့တင်တန်းလေးရှိကြမှာဒါတွေအားလုံးကကျွန်တော်တို့တင်တန်းပိုးရှားသူရဲ့ဖန်တီးနိုင်စွာနဲ့သူ့တင်တန်းသားပေါ်မှာထားရှိတဲ့စင်နာတွေပေါ်မှာပဲမူတည်ပါမို့နော်ဆိုတော့ကျွန်တော်တင်တန်းဟာမင်းမီတို့ကိုအနီးထောက်လည်နဲ့ရှန်သားခဲ့မဲ့အတန်ဖိုးဆိုတာလုံးဝတေချာအနီးထောက်တိုင်းဒါဘယ်လောက်လဲဒီဝဲကြမှာအနီးဆိုတာကကျွန်တော်တို့အညှိုးနှံစားဖြစ်ပြီးတော့မှ ထောက်ရိုင်ဆိုတာကတော့အရေးအတွက်ကိုမေးတယ်မေခွန်ဖြစ်တယ်အရေးအတွက်ပြမေခွန်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုသူနဲ့ခါမှာထောက်ရိုင်ဆိုတဲ့စကားဟာအရေးအတွက်ပြနိုင်စရာနောက်မှထားပြီးသုံးရတယ်အနည်းထောက်ရိုင်ဒါဘလောက်လဲသူကခံမှန်းချင်တယ်အရေးအတွက်ကိုမေးတဲ့အခါသူနဲ့မေခွန်ဖြစ်တယ်တကယ်လို့မိမိအနေနဲ့ပို့ပြီးတီးကြတဲ့အရေးအတွက်ကိုသိရှင်နေဆိုလို့ရှိရင်ထောက်နိုင်လည်းမရတော့အဲ့တော့အရေးအတွက်ကိုမေးတယ်မေခွန်ကတော့သုံးရှိတယ်အဲ့ဒါကီလို့ကီဘလောက်လဲဒီကောင်လေး maybe ဆိုလို့ရှိရင်ဒီကောင်ဟာ ထောက်လိုင်းနဲ့ဆန့်ကျင်ပဲဖြစ်တဲ့နေရာမှာနေတတ်တယ်။အရေအတွက်ပြမိခွန်ဖြစ်ပြီးတော့မှကျွန်တော်တို့သူ့ကိုအရေအတွက်ပြနိုင်စားတွေရဲ့အရှိမထားပြီးတွန်းလာတယ်။ဥပမာဒီဟာဘယ်နှချက်ပေးရလဲ။တိတိကျကျမေးတာ။အနေဟစ်ပတ်ကမ်။ဒါဘယ်နှချက်ပေးရလဲ။ဒါဘယ်နှပတ်လဲဆိုပြီးတိကျအောင်မေးတာ။အခုလိုမျိုးစကလုံးတစ်လုံးချင်းစီကိုမစ်စနစ်ကပါလဲ။သူကဘယ်လိုစကလုံးမျိုးစားလဲဆိုပြီးတော့သူ့နေရာနဲ့သူတိချာလဲပြီးသွားတဲ့အခါကျတော့မိမိတို့အနေနဲ့အခုနာကတင်နေတာပြုတ်လို့မျိုး။ဦးနာထင်းမာရောနှလုံးသားထင်းမာရောတက်တက်လုံးစာခင်းအောင်သွားမှာဖြစ်တယ်။ဆရာရဲ့ထုံးစံကဆရာတင်ပေးထားတဲ့အနေထားရရင်ဒါအကုန်လုံး စကားတစ်ခုဘယ်လိုပြောရမလဲဆိုတော့ကိုကအဓိကအဟိုကိုကတိနေပြီဖြစ်တဲ့အတွက်နဲ့ကိုပြောခြင်းနဲ့ကရိယာကိုပဲသိဖို့လို့ဆရာကဘယ်လိုပြောရလဲဘယ်လိုပြောရလဲဆိုတော့သတ္တနာကဆရာတို့ကကျွန်တော်တို့ပုံနှောင်းလေးမှာနှလုံးသားလေးမှာသွေးနေအောင်ထိုက်ချပေးတယ်ကျွန်တော်ထားဖို့ပြန်ပြန်ကြည့်ပြအားကြောင့်စက်ကြည့်ပါတနင်္ဂနွေကိုမကြည့်ပါနဲ့ကျွန်တော်တို့မှမဆက်နိုင်တဲ့ကြားတွေကဆရာကိုအပ်ဖြစ်တယ်ဆိုတော့ကာလမှာရတော့ကျွန်တော်ထောက်ပို့ရနေရကြတယ်ပေါ့ဆိုတော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တင်နိုင်ရဲ့အရေးရှိမှုမြင်ကြမှာပါဆိုတော့အများကြီးမပြောတော့ဘူးတင်နိုင်နေမှာတွေ့ချင်တယ်နော်